မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစက်နေကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ယူကရိန်းကရုရှားနဲ့ယာယီအပြစ်ရဲ့ရေးသဘောတူညီချက်ကို လက်ခံတယ်ဆိုတဲ့အတည်ပြုချက်သတင်း ICC တရားရုံးကဒူတတေးကိုဖမ်းဆီးပြီးနောက်နိုင်ငံရေးပုံမသွင်းဖို့အတွက်တရုတ်ရဲ့တိုက်တွန်းချက်သတင်းနဲ့ ကနေဒါနိုင်ငံကတန်တဲ့အလူမီနီယံကိုအခွန်နှစတိုးမဲ့အစီအစဉ် Trump ဆိုင်းငံ့လိုက်တဲ့သတင်းတွေပဲဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးမှာကတော့ Saudi Arabia နိုင်ငံမှာ American ကိုယ်စားလှယ်တွေနဲ့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြပြီးနောက်ရက်30ကြာ Russia နဲ့အပြစ်ခတ်ရစေဖို့တော့အသင့်ရှိတယ်ဆိုပြီး Ukraine အနေနဲ့ကြေညာသွားပါတယ်။ можем поговорить о он за рекорд так как вот тут поспелкувалась сейчас. Эри путь ой ченя дя я အမေရိကန်ဘက်ကဆိုင်းငံ့ထားတဲ့ယူကရိန်းအတွက်ထောက်လန်းရေးသတင်းမျှဝေပေးမှုနဲ့လုံခြုံရေးအကူအညီပေးအပ်မှုကိုချက်ချင်းပြန်ဆမယ်လို့ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကဒီကလန်ချက်ကိုရုရှားစီတင်ပြသွားမှာဖြစ်တယ်လို့သူတို့ရွှေ့ရမယ့်အလှည့်ဖြစ်သွားပြီလို့လည်းမှတ်ချက်ပြုခဲ့ပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကတော့ အပြုသဘောဆောင်တဲ့အဆိုပြုချက်ကိုရုရှားရဲ့သဘောတူညီချက်ရအောင်စီးရုံနိုင်ရေးဟာအမေရိကန်နဲ့သာသက်ဆိုင်သွားပြီလို့ပြောကြားခဲ့ပါတယ်။မလ17ရက်နေ့အတွင်းဂျက်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲဟာထရမ့်နဲ့ဇယ်လန်စကီကြားအခြေတင်ဖြစ်ပွားပြီးနောက်နှစ်နိုင်ငံအကြားပထမဆုံးအကြိမ်တရားဝင် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ရုရှားဘက်ကအဆိုပြုချက်ကိုလက်ခံမယ်လို့မျှော်လင့်ထားတယ်လို့လည်းရူဘီယိုအနေနဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ မော်စကိုဘက်ကတုံ့ပြန်ချက်မပေးရသေးပေမဲ့လည်းဝါရှင်တန်ဘက်ကဆွေးနွေးပွဲရလဒ်ကိုအတိပေးလာတဲ့အခါကြေညာချက်ထုတ်ပြန်သွားမယ်လို့အတည်ပြုပါရယ်။ဒါအပြင်ထရမ့်ကပူတင်နဲ့အင်ဖျူရောမှာစကားပြောဖို့ရှိနေတယ်လို့ဇယ်လန်စကီကိုလည်းဝါရှင်တန်စီပြန်ဖိတ်ခေါ်ဖို့တကားဖွင့်ထားကြောင်းပြောတော့ပါရယ်။အဲနောက်ထရမ့်နဲ့ဇယ်လန်စကီဟာတင်းဇာတသဘောတူညီချက်ကိုဖြစ်နိုင်သမျှအမြန်ဆုံးအပြီးသတ်ဖို့အတွက်ပါသဘောတူထားတယ်လို့ အမေရိကန်ဘက်ကအတည်ပြုသွားပါတယ် Is Zelensky invited back to the White House? Sure, absolutely. နောက်ထပ်သတင်းတပုတ်အနေနဲ့အပြည်ပြည်ဆိုင်ရာဖမ်းရမ်းအရာဖိလစ်ပိုင်သမ္မတဟောင်းဒူတတေးကိုဖမ်းဆီးရမိခဲ့ပြီးနောက်မနီလာမြို့ကနေ ICC အခြေစိုက်ရာနယ်သာလန်မြို့ The Hague စီပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ် For detention and the basis for detention အသက်69နှစ်အရွယ်ဒူတတေးဟာ ICC တရားရုံးမှာပထမဆုံးအဖမ်းခံလိုက်ရတဲ့အာရှကောင်းဆောင်တဦးလည်းဖြစ်လာခဲ့ပါတယ်။2019ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံဟာ ICC အဖွဲ့ဝင်ဖြစ်နှုတ်ထွက်ကြောင်းကြေညာခဲ့ပေမဲ့လည်းအဲ့ဒီနှစ်အစောပိုင်းကအဖြစ်အပျက်တွေကိုတော့စီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီးရှင်းနေတွေအနေနဲ့ပြောထားပါတယ်။အခုလိုမျိုးဒူတတေးကိုတရားစွဲဆိုနိုင်ဖို့အတွက်2021ခုနှစ်ကစုံစမ်းစစ်ဆေးမှုတွေကိုစတင်လှုပ်ဆောင်ခဲ့တာပါ။ လက်ရှိသမ္မတမာကို့စ်ကတော့ဒူတတေအဖမ်းခံရတဲ့တရင်ကို နိုင်ယူပိုင်းကြာမာတွင်အတည်ပြုသွားပါတယ်။အဲဒီနောက်တရုတ်နိုင်ငံဟာဒူတတေရဲ့ဖမ်းဆီးခံရမှုကိုနိုင်ငံရေးပုံဖော်မှုကနေရှောင်လွှဲဖို့အတွက်နိုင်ငံတကာရာဇဝတ်မှုတရားရုံးစီတိုက်တွန်းလိုက်ပါတယ်။ဖိလစ်ပိုင်အစိုးရကိုရိုင်းဒူတတေကိုဖမ်းဆီးပေးခဲ့တဲ့အလျောက် လက်ရှိအခြေအနေပေါ်အနီးကပ်စောင့်ကြည့်နေတယ်လို့လည်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကပြောသွားပါတယ်ဒူတတေးဟာဒါဗာအိုမျိုးတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသလို2016ကနေ2020အထိလဲသမရတာဝန်ကိုယူခဲ့ဘူးသူ ဖြစ်ပါတယ်ဒူတတေးလက်ထက်တုန်းကမွေးရစေဝါတိုက်ဖြတ်ရေးစီမံချက်တွေထဲမှာလက်လီရောင်းဝယ်သူတွေတုံးဆွဲသူတွေနဲ့အတူတန်တရားရှိသူပေါင်း3000ကျော်ကိုတရားရင်ဆိုင်ခွင့်မပေးဘဲတပ်ဖြတ်ခဲ့တယ်လို့စွပ်စွဲခံထားရတာဖြစ်ပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့ကနေဒါထုတ်တမနီနဲ့တထုတင်သွင်းမှုပေါ်အခွန်90ရာခိုင်နှုန်းထိနှစ်ဆတိုးမြင့်မဲ့ American ရဲ့အစီအစဉ်ကို나이ပိုင်းအတွင်းမှာရင်သမ္မတ Donald Trump ကရက်ဆိုင်းလိုက်တယ်လို့သိရပါတယ်မလ၁၂နေ့မှာကနေဒါနိုင်ငံကိုကောက်ခံဖို့ကြေညာထားတဲ့ရှီပီးသားအခွန်25ရာခိုင်နှုန်းကတော့စတင်အသက်ဝင်နေပြီဖြစ်ပါတယ် ထရမ့်ဘက်ကအခွန်တိုးမယ်ဆိုတဲ့ချိန်ချောက်မှုပြီးနိုင်ယူပိုင်းကြာမှရင်သူ့ရဲ့အဲ့ဒီအစီအစဉ်ကိုပြန်လဲရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ကနေဒါပြည်နယ်ဖြစ်တဲ့ Ontario ကလည်း American ပြည်နယ်အချုပ်ကိုထောက်ပံ့ပေးထားတဲ့လျှက်စစ်ဓာတ်အားပေါ်25ရာခိုင်နှုန်းအခွန်ပြန်ကောက်မယ်လို့တတိပေးခဲ့တဲ့လျောက်အခုလိုမျိုးအခြေတင်ဖြစ်ပွားခဲ့တာပါ။အဲဒီနောက် Ontario ပြည်နယ်ဝန်ကြီးချုပ် Dagfo က Michigan, Minnesota, New York စတဲ့ မြောက်ပိုင်းပြည်နယ်တွေပေါ်လျှက်စစ်ခွန်ကောက်ရေးအစီအစဉ်ကိုဆိုင်းငံ့ပေးခဲ့ပါတယ်။နောက်ပေမဲ့လည်း American ဘက်ကအချိန်မြင့်လာခဲ့မယ်ဆိုရင်လျှက်စစ်တအားကို အပိတိုင်ပိတ်ချလိုက်ဖို့တွတ်ဆုံနေမှာမဟုတ်ဘူးဆိုပြီးဖို့အနေနဲ့မှတ်ချက်ပေးပါတယ်။ဒါဟာမြောက်အမေရိကတိုက်ရဲ့အင်းကြီးချင်းနိုင်ငံနှစ်ခုအကြားစီးပွားရေးထိခိုက်စေနိုင်တဲ့ကုန်သွယ်ရေးစစ်ပွဲအတွင်းနောက်ဆုံးအငင်းပွားမှုဖြစ်လာခဲ့ပါတယ်။ကနေဒါနိုင်ငံဟာစီးရေးအကာအကွယ်ရအောင် အမေရိကန်ပေါ်မှီခိုနေတယ်လို့ဝေဖန်ခဲ့တဲ့အပြင်52ခုမြောက်ပြည်내ပါဖြစ်စေခြင်းတယ်လို့ Trump နေနဲ့ထပ်ပြောသွားခဲ့ပါတယ်။တကယ်လို့ကနေဒါသာအမေရိကန်ပြည်내အဖြစ်ပူးပေါင်းလာခဲ့မယ်ဆိုရင်အခွန်အားလုံးနဲ့အခြားအရာတွေပါအလုံးစုံဖယ်ရှားပေးမယ်လို့ဖြည့်ဆွတ်ပြောသွားပါတယ်။လွန်ခဲ့တဲ့တနင်္လာနေ့မှာအမေရိကန်နိုင်ငံဟာစီးပွားရေးကြဆင်းမှုစီးဥတီနေသလားဆိုတဲ့မေးခွန်းကို Trump က အသွင်ကူးပြောင်းရေးကာလတစ်ခုမှာရောက်ရှိနေကြောင်းဖြေဆိုခဲ့ပြီးတဲ့နောက် stock zero အထိကျဆင်းလာခဲ့ပါတယ် Will you make a different decision now about the tariffs on Canada where you well, reduce it that, but probably so yeah he was, he was a gentleman will you reduce it back he was a gentleman look I နောက်ထပ်သတင်းတပုတ်အနေနဲ့ပါကစ္စတန်အနောက်တောင်ပိုင်းဘလူချီစတန်ပြည်နယ်ရဲ့ဘိုလန်တောင်ကျောင်းမှာ မလ၁၇ရက်နေ့တွင် ပြန်ပြီးဆွဲခံခဲ့ရတဲ့ Jeffer အမြန်ရထားပေါ်ကတစားကန်၁၄ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ BLA ခွဲထွက်ရေးစစ်သွေးကြော်တွေက ခီးတဲ့၄၀၀လောက်လိုက်ပါလာတဲ့အမြန်ရထားကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ကယ်တင်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီရထားဟာဘလူချစ်စတန်ပြည်နယ်ရဲ့ခူအက်တာမြို့တော်ကနေ ခိုင်ဘာပက်စတွန်ကပြည်နယ်ရဲ့ပက်ရှာဝါမြို့ကိုဥတီမောင်းနေနေခဲ့တာ ဖြစ်ပါတယ်။ဘာလုရှလူမျိုးရေးတက်မတော် PLA ကယထာလန့်ကို ဖောက်ခွဲထားပြီးအမြင်ယထာတိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့အကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဒီ PLA စစ်သွေးကြအဖွဲ့ကခီးတယ်ရီကိုတစားကန်အဖြစ်ဖမ်းဆီးကာနိုင်ငံရေးအကျဉ်းသားတွေတက်ကြွလှုပ်ရှားသူတွေနဲ့စစ်တပ်ကြောင့်ပြောင်းဆုံးနေသူတွေကို48နာရီအတွင်းပြန်လွတ်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။အဲ့ဒီဖြစ်ရဲ့အတွင် BLA အဖွဲ့ဘက်က16ဦးနဲ့ပါကစ္စတန်စစ်သားအယောက်20လောက်တိတ်ဆုံးခဲ့ရပြီးတစားကန်104ဦးကိုတော့ကယ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီစစ်သွေးကြော်တွေကအဖွဲ့တွေခွဲရင်းတောင်ကြားတဲ့ထွက်ပြေးလွမြောက်သွားခဲ့တယ်လို့ဒဏ်ရာရခီးတဲ့18ဦးကိုလည်းနှီးစက်ရဆေးရုံတွေစီပို့ဆောင်ပေးခဲ့ရပါတယ်။ပါကစ္စတန်ပြည်ထောင်ဝင်ကြီးမိုဆင်နာဖ်ကတော့အဲ့ဒီတိုက်ခိုက်မှုကိုရှုတ်ချခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေတတ်ဖြတ်တဲ့တာရဲတရိษံတွေအပေါ်လိုင်လျောမှာမဟုတ်တဲ့အကြောင်းမှာပြောဆိုသွားခဲ့ပါတယ်။ एक सख्त वक्त है पूरी कॉम पे आई हुई है ဆက်လက်တင်ဆက်ပေးမှာကတော့တရုတ်ပြည်မကြီးကဒလိုင်လာမနေရာဆက်ခံမဲ့သူကိုအဆုံးဖြတ်ပေးမယ်ဆိုတဲ့သဘောထားအပေါ်ညှင်းဆန်နေဆိုပြီးတိဘက်အစိုးရအဖွဲ့ဝင်တွေပြည်ပရောက်ပါလီမန်အမတ်တွေနေနဲ့မလ7နှစ်မှာ ပြောကြားသွားပါတယ်မြင့်မြတ်လာတဲ့ဒလိုင်လာမကိုရင်သာလျင် ူ့ရဲ့နောက်ဘဝကိုဘယ်မှာဝင်စားမယ်မွေးဖွားမယ်ဆိုတာကိုဆုံးဖြတ်နိုင်တဲ့တခုတည်းသောဝิญဉ်တော်ဖြစ်တယ်ဆိုပြီးတိဘက်အစိုးရရဲ့ပြောခွင့်ရပုံကိုအနေနဲ့မှတ်ချက်ပြုသွားပါတယ်ဒလိုင်လာမရဲ့စက္ကန့်သူကိုပေကျင်းကသာရွေးချယ်မယ်လို့အခိုင်အမာပြောဆိုနေပေမဲ့လည်းအဲ့ဒီအတိုင်းသာဖြစ်လာခဲ့ပဲဆိုရင် လေးစားမှုရှိမှာမဟုတ်ကြောင်းဖော်ပြထားပါတယ်တိဘက်ဘာသာရေးခေါင်းဆောင်ဒလိုင်လာမကတော့ သူ့ရဲ့အနာဂတ်ဆက်ခံမဲ့သူကိုတရုတ်ပြင်ပလွတ်လပ်တဲ့ကမ္ဘာမှာမွေးဖွားဖို့ရှိတဲ့ကြောင်း သူ့ရဲ့စာအုပ်အစ်စ်ထဲမှာပထမဆုံးကြိမ်ဖော်ပြခဲ့ပါတယ်ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းတရုတ် နိုင်ငံသားယူဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူမော်နင်းကဒလိုင်လာမောင်ကိုဘာသာရေးဝိယုံအောင်ခွဲထွက်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့နိုင်ငံရေးပြည်ပြည်တဦးသားဖြစ်တယ်လို့တုံ့နှုံခဲ့ပါတယ်။ဆလေးစမြောက်ဒလိုင်လာမာတန်ဇင်ဂျက်ဆူဟာ မော်စီတုံးရဲ့ကွန်မြူနီအုပ်ချုပ်မှုပေါ်စန့်ကျင်တဲ့မအောင်မြင်တဲ့လူမှုအုံကြွမှုပြီး1959ခုနှစ်မှာထောင်ပေါင်းများစွာသောတိဘက်လူမျိုးတွေနဲ့အတူအိန္ဒိယနိုင်ငံအထိထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ရဲ့ Tesla ကုမ္ပဏီကိုတရားမဝင်သဘိပ်မှောက်တာဟာလဝဲအစွန်းရောက်တွေရဲ့လုပ်ရဖြစ်တယ်လို့ Donald Trump ကဝေဖန်သွားပါတယ်။ ငါးနှစ်တာအတွင်း Tesla ရဲ့ share ဈေးတွေအစိုးဆုံးကျဆင်းခဲ့ပြီးနောက် Trump ကသူကိုယ်တိုင်လျှစ်စစ်ကားတဲ့တစည်းကိုဝယ်ယူမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။အဲဒီနောက် American သမ္မတက Tesla ကားအယောင်ပြကန်တွေပေါ်တိုက်ခိုက်မှုကိုပြည်တွင်းအကြမ်းဖက်မှုဖြစ်သတ်မှတ်ဖို့ရှိတဲ့အကြောင်းဖြည့်ဆွက်ပြောပါရည်။1992ခုနှစ်တွင် American ရဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအပေါ်တပိတ်မှောက်ပိုင်ခွင့်ကို အခြေခံဥပဒေဆိုင်ရာ ပထမဖြည့်ဆွတ်ချက်ထဲမှာ အကာအကွယ်ပေးထားတယ်လို့တရားရုံးချုပ်ကဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့် Trump ရဲ့တပိတ်မှောက်တာတရားမဝင်ဘူးဆိုတဲ့အသုံးအနှုန်းဟာမှားယွင်းနေတယ်ဆိုပြီးပြန်လည်ထောက်ပြခဲ့ကြပါတယ်။ Elon Musk ကိုထောက်ကန်ကြောင်း ပြသတဲ့အနေနဲ့ Trump က Imperial ကအဝင်လမ်းမှာ Max ရဲ့တားဖြစ်သူနဲ့တူ မတ်တက်ရရင် စကားပြောဆိုနေခဲ့တာ တွေ့ရပါတယ်။အဲနောက် Trump က သူကြိုက်တဲ့ဒစီရွေးဝယ်နိုင်ဖို့အတွက် Tesla ကားမျိုးစုံကိုစီတမ်းမီရပ်ပေးထားတာလည်းတွေ့ရပါတယ်။ဒါအပြင် Elon Musk ဟာကျွတ်တူနိုင်ငံအတွက် ကူညီပေးဖို့စွန့်စားလှုပ်ဆောင်နေတာပါ။အင်မတန်ကောင်းမွန်တဲ့အလုပ်လုပ်နေတာဖြစ်တယ်လို့လည်း Trump ရဲ့ကိုပိုင် Social Media Truth ပေါ်မှာရေးသားထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်အာကစားသတင်းတစ်ပုဒ်ကတော့ အာဂျင်တီးနားကနဝင်ကစားသမားကြီးမာရာဒိုနာရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိဖို့အတွက်မိသားစုဝင်တွေအပါအဝင် မိတ်ဆွေတွေအနေနဲ့ဆန္ဒရှိနေတယ်လို့သိရပါတယ်။မာရာဒိုနာသေဆုံးခဲ့တဲ့ဖြစ်ရဟာသွေးရသားရမဟုတ်ဘဲရည်ရွယ်ချက်ရှိရှိနဲ့ရိုးရှင်းတဲ့လူသက်မှုဖြစ်တယ်လို့သူ့မိသားစုက စေအဖွဲ့ကိုတရားရုံးမှာဆွဲချက်တင်ထားပါတယ်။၂၀၂၀ခုနှစ်ရဲ့နိုဝင်ဘာလမှာ အသက်60ရွယ်မာရာဒိုနာဟာ နှလုံးယောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မာရာဒိုနာကသွေးခဲမှုကိုခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက်အိမ်မှာနေရင်းပြန်တက်သလာခြင်းကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွဆွဲချက်တွေကိုစေကုသပေးခဲ့တဲ့အဖွဲ့ကညှင်းဆိုထားပါတယ်။မာရာဒိုနာအတွက်ဆေးအဖွဲ့တွေမှာအဖွဲ့ဝင်9ဦးပါဝင်ပြီးတရားရင်ဆိုင်နေရတာဖြစ်တယ်လို့ဇူလိုင်လမှာလည်း10ဦးမြောက်ပါဝင်လာဖို့ရှိနေပါတယ် အဲ့ဒီတရားဆွဲဆိုချက်အရာ အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့မယ်ဆိုရင်ထောင်နဲ့၈နှစ်ကနေ25နှစ်အထိကိုကြာခံရနိုင်ပါ रे ဒါ့အပြင် မာရာဒိုနာရဲ့တေဆုံးမှုတွက်ဘွီနိုအေရစ်တရားရုံးအပြစ်ပတ်မှာပြည်သက်တွေကတောင်းဆိုမှုတွေကို ပြုလုပ်ခဲ့ကြတာတွေ့ရပါ रे နောက်ဆုံးသတင်းတပုတ်အနေနဲ့ Manchester United အသင်းကပြည်သက်တသိန်းထိစက်ဝင်မဲ့တာဝါတိုင်း၃တိုင်ပါဘောလုံးကွင်းသစ်ဒီဇိုင်းကြီးကို တရားဝင်ထုတ်ဖော်ပြသခဲ့တယ်လို့သိရပါတယ် It starts with the idea of making something which is so intense it brings you close to the pitch. လက်ရှိ Ultra Four ကွင်းကြီးရဲ့အနောက်ဘက်ခြမ်းမှာဒီကွင်းသွင်းကြီးကိုတိဆောက်သွားမှာဖြစ်ပြီးပေါင်2ဘီလီယံလောက်ကုန်ကျနိုင်တယ်လို့အသင်းဘက်ကအတည်ပြုပါတယ်။ငါးနှစ်တွင် အပီးတိဆောက်မဲ့ Man U ကွင်းသမာထီးပုံတံတန်တာဝါတိုင်း၃နိုင်ပါဝင်ပြီးအသင်းလိုကိုရဲက ခရင်ကအသွာသုံးချောင်းကိုရည်ညွှန်းထားခဲ့တာ ဖြစ်ပါတယ်။ခေတ်ပေါ်အသုံးဆောင်တွေပါဝင်လာမှာဖြစ်တယ်လို့ကွင်းနဲ့ပြိသက်ကြားပုံမနီးခဲ့စီမဲ့ပွဲကြီးစဉ်ဒီဇိုင်းမျိုးရေးဆွဲထားတယ်လို့လည်းသိရပါတယ်။အထူးသဖြင့်အင်ဝင်း PR ပိုရလာစီဖို့တော့စူညံနဲ့ပြိသက်အတန်တွေပါ ဖန်တီးနိုင်မယ်ဆိုပြီးရေးသားထားပါတယ်။ဒါဟာပြည်တင်ရဲ့အကြီးဆုံးဘောလုံးကွင်းဖြစ်လာမယ့်အပြင်ကမ္ဘာအကောင်ဆုံးကွင်းတစ်ခုဖြစ်လာဖို့အတွက်ပါရည်ရွယ်ထားတယ်လို့ အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်သူ Surgeon Redcliffe အနေနဲ့ပြောသွားပါတယ် becomes a global destination normally a stadium would take 10 years to build we half that time 5 years ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့ကေဆက်နိုင်ပါ